Hello အားလုံးမင်္ဂလာပါဖိုးအောင်မချင်းကနေကြိုဆိုပါရစေ Northern Forest ကို 3C ဆိုတဲ့ရလနဲ့အိမ်ကွင်းမှာရှုံနေပြီးတော့နောက်ဆုံးပွဲပြိုင်ပွဲစုံ7ပွဲမှာ10ပွဲထိရှုံနေထားတယ်ပရီးမီးယားလိနောက်ဆုံး9ပွဲမှာ6ပွဲထိရှုံနေထားတယ်ဒီပေါ်ဦးတင်ရဲ့နီပီယာဖြစ်တဲ့အာနီစရိုရဲ့အနာဂတ်တွေကလက်ရှိမှာပြိသက်တည်ကြတဲ့မေကွန်းထုတ်စရာတွေဖြစ်နေတယ်အာနီစရိုရဲ့အနာဂတ်တွေကျွန်တော်ဘယ်တော့ဆက်ပြီးတော့တည်ငြိမ်နေသေးသလားထုတ်ပယ်ခံရတော့မလားပေါ့ဒီနေရာမှာဆလိုနေပတ်တယ်လို့ရှိရင်ကျွန်တော်တို့လေပါဦးဘက်က ဘယ်လိုပြောမလဲအခုချိန်ပေါ့နော်ဆက်လော့ကိုဘယ်လိုမြင်နေသေးတယ်လဲပေါ့နော်အထက်ပြီးတော့အချိန်ပေးအောင်မှလားပြိသက်တွေကတော့ဒါအကုန်လုံးတော့မဟုတ်ပေမဲ့လို့လက်ရှိအာနီစလော့အနေနဲ့နွေရာဒီမှာသူသုံးဆွဲပြင်ဆင်ထားတဲ့လူစင်းရင်းနဲ့အခုလက်ရှိရလက်တင်နေကြားထဲမှာဘလူးမန်အန်ဝင်ခွင့်ကြားဖြစ်မှုတွေရှိမနေဘဲနဲ့အာနီစလော့ကိုထုတ်ပယ်စီရင်ကြတဲ့သူတွေလည်းကျွန်တော်ရှိလာပြီပေါ့နော်ဒါပေမဲ့လို့လီဗာပူးတာဝန်ရှိသူတွေရဲ့ဘက်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထွက်လာတဲ့သတင်းတချို့ကျွန်တော်ရှိသေးပေါ့သူတပင်း ဟိုတောင်ဝင်ရှိသူတွေရဲ့ဘက်ကလီဗာပူးအနေနဲ့ကလော့ကိုဟာဒီဆလော့ကိုထုတ်ပယ်တော့မလားပေါ့နော်ဒီနေရာမှာတော့နောက်ဆုံး report တွေရဆိုလို့ရှိရင်လီဗာပူးအသင်းတောင်ဝင်ရှိသူတွေရဲ့ဘက်ကအာနီဆလော့ကိုဆက်လက်ယုံကြည်ထားဆဲဖြစ်ပြီးတော့နှစ်တည်းအထိကျွန်တော်တို့ဆက်ပြီးတော့အချိန်ပေးမယ်ပေါ့ဆိုတော့ဒါဆလော့အနေနဲ့ပေါ့နော်အရာအလုံးကိုပြောင်းလဲနိုင်ဖို့အတွက်အကောင့်ဘက်ကိုပြန်ပြီးတော့ဥလက်နိုင်ဥမော်လာနိုင်ဖို့အတွက်ဆိုရင် နှစ်သစ်ကာလအတော်တွင်းနေမှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့ performance တွေလုပ်ပြနိုင်ဖို့အချိန်ရအောင်မယ်ပေါ့နော် လောလောဆယ်မှာတော့အုံနာရီရဲ့ဘက်ကသူ့ကိုအပြည့်အဝထောက်ခံနေစေပဲဒါဟာအာနီစလော့တော့အင်မတန်အရေးကြီးတဲ့ဒါအတကူဖြစ်တယ်ပေါ့နော်အုံနာရီရဲ့ဘက်ကဒီနီးပြဖြစ်သူအာနီစလော့ဟာသူ့ရဲ့ structure ဘိုင်းနဲ့ဆိုလို့ရှိရင်အင်မတန်ကိုဘယ်လိုပြောမလဲအံဝင်ခွင့်ကျဖြစ်တဲ့သူတစ်ယောက်ဖြစ်တယ်ဒါပြင်အသင်းကိုလည်းရှိတဲ့နေရာကိုပြန်ပို့ပေးနိုင်မယ်နီးပြတဲ့လို့သူတို့ယုံကြည်ထားပြီးတော့နှစ်တက်မှာပဲ အမှန်ကန်ပြန်ပြီးတော့ဗောနော်လက်ရှိအခြေအနေဇိုးတွေကိုပြောင်းပြန်လှန်နိုင်လိမ့်မယ်ဆိုပြီးတော့သူတို့ယုံကြည်ထားတယ်ဗောဆိုတော့ဒါကိုပြောရရင်ဒါဆိုဘာလဲဗောနောက်ထပ်နော်တန်း900လောက်ထပ်လူသည်လားဗောနှစ်သိဆိုကလေးကဇန်နဝါရီအပြောင်းရှိမှာဗောနောသူတို့တွေထပ်ပြီးတော့ငွေဒီပါတွေထုတ်ပေးဦးမှာပဲနော်ငွေဒီပါတွေထပ်ပြီးတော့သုံးရမယ့်အနေအထားမျိုးမှာကျွန်တော်ရှိသေးတယ်ဒါဆိုပြီးခဲ့တဲ့ຫນွေကချန်ပီယံဖြစ်ပြီးသားအသင်းတင်းပုံမှာတန်း900ထပ်ပြီးတော့လောင်းခဲ့တာကမလုံလောက်သေးတဲ့အနေအထားမှာရှိရင်အဲ့ဒီတော့နောက်ထပ်ထရန်စဖာ3ခုလောက်နေနော်တန်း900စီကျွန်တော်သုံးပြီးတော့ 1.5ဘီလီယံလောက်ထိတုံးရမဲ့နေထိုင်မှုဖြစ်နေပြီဆိုတော့လီဗာပူးအသင်းအနေနဲ့ကျွန်တော်ဘောနော်အာအာနီစလော့ရေးမင်းပြီးခဲ့တဲ့ယာဒီကတုံးခဲ့တာမလုံလောက်သေးဘူးကွာငါတို့လာမယ့်ဇန်နဝါရီမှာခန်းစီတွေထပ်ခေါ်အောင်တို့ဟေးတန်းနေရနော်နောက်ထပ်နော်ဟိုဗာလဲဟိုတောင်မန်ကစားမတွေထပ်ခေါ်ကြအောင်ဆိုဟေးနော်အာနီဗာလဲဒီဆာလာရဲ့နေရာမှာနောက်ထပ်တန်း250ပြီးတယ်မလားဒါမှမဟုတ်သွားမဲ့နေထိုင်မှာရှိတယ်ပြီးခဲ့တဲ့ယာဒီကတုံးခဲ့တဲ့ငွေကမလုံလောက်တော့အခုဒီဇန်နဝါရီမှာထပ်တုံးရမဲ့နေထိုင်မှာရှိတယ် အခြေအနေပြန်ကောင်းလာဖို့အတွက်ဆိုရင်ဆိုတော့ slot အတွက်တော့ပရိသတ်တွေရဲ့စိတ်ရှိမှုတွေကိုသူတိတ်ပြီးတော့အဲဘယ်လိုပြောမလဲရဖို့ကြာကြာခံတော့မှာမဟုတ်ဘူးအခုဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ယာဒီကချန်ပီယံဖြစ်ထားတဲ့အတွက်ဟိုဒီယာဒီကြုံနေရတဲ့အနေအထားတွေမှာ pressure တွေကဖြစ်တဲ့တော့ဖြစ်မနေတာဒါအလကားမဟုတ်ဘူးဗျာဒါပေမဲ့ပရိသတ်တွေဆိုတာကကျွန်တော်သိတဲ့အတိုင်းပဲအထူးသဖြင့် Liverpool လို့အနေအထားမျိုးမှာကဒါ Aston Villa လို့ဘာလို့တခြားကလပ်အသင်းတွေလို့ဟိုအောက်ကအသင်းတွေလို့မဟုတ်ဘူးဗျာသူတို့မှာမျောလင်းချက်တွေရှိတယ်ပေါ့ဒီအသင်းရဲ့အနေအထားနဲ့ဒီအသင်းရဲ့ ဘယ်လိုပြောမလဲဒီအချိန်ကြီးအပေါ်မှာဒီပရိသတ်တွေရဲ့ expectation တွေကကြီးတယ်ဗျာအဲ့တော့အခုလိုမျိုးဇက်တိုက်ဆိုသလိုရှုံးပွဲတွေကြုံနေရတဲ့ချိန်เนาะတစ်ပတ်မှာနှစ်ပွဲကံနှစ်ပွဲရှုံသုံးပတ်ကံသုံးပွဲရှုံငါးပွဲကံမှာတစ်ပွဲလောက်နိုင်နေတဲ့အချိန်ကြီးမျိုးကဘလူးမတ်လီဗာပူးအသင်းတို့ကလက်ခံနိုင်စရာအချိန်ကြီးမျိုးကျွန်တော်ဟုတ်မနေဘူးအဲ့တော့ပြီးခဲ့တဲ့ယာဒီကငွေသုံးပေးထားတာတွေကိုတချို့လီဗာပူးပရိသတ်တွေဆိုလို့ရှိရင်အာအာနီစလော့အနေနဲ့ကလော့ရဲ့အသင်းနဲ့ဖလားရခဲ့တာပါကွာပေါ့နော်ကလော့ရဲ့အနေထားနဲ့ပဲလုံးပြနိုင်ခဲ့တာပေါ့။ယာကင်ကလော့ အဲအတင်လည်းမဟုတ်သူစိတ်ကြိုက်လေကျွန်တော်ပြောင်းလိုက်ရောဘာမှမလုပ်နိုင်တော့ပါဘူးဘာညာဆိုပြီးတော့ကျွန်တော်ပြောလာကြပြီဒါကြောင့်လောတင်မှာဆိုလို့ချင်း slot အတွက်တော့တော်တော်ကိုခက်ခဲတဲ့ကာလာတစ်ခုကိုဖျက်တမ်းနေရတယ်လေဘာဟုတ်တောင်းရှိသူတွေရဲ့ဘက်ကတော့အချိန်ဆက်ပြီးမယ်ဆိုတော့သူတွေ့တော့ကောင်းတဲ့အရာပါသူတပင်ခက်ခဲပါတယ်ဆိုတဲ့ကာလာတွေမှာကျွန်တော်တို့ဒီအတင်းပိုင်ရှင်တွေအလိုအဆုံးကပိုင်ရှင်နေစီကထောက်ခံမှုပဲပိုင်ရှင်နေစီကထောက်ခံမှုဒါအပြင်ပြိတ္တတွေရဲ့ယုံကြည်ပေးမှုပေါ့ပြိတ္တတွေကတော့ဗျာနော်လူတရာမှာတရားရှိရင်ဘယ်လိုပြောမလဲအဲ လူတရအရောက်တရာရှိတယ်ပြိတဲ့ရောက်တရာရှိရဲဆိုအမြင်တရာအမျိုးတရာကွဲကြတယ်ဆိုတော့နီးပြားကတော့အဲ့ဒါတွေခေါင်းနေတော့ထဲလို့တော့မရဘူးတိုးတော်လည်းပဲပြိတဲ့တည်းရဲ့ PR ဆိုတာလည်းကျွန်တော်ရှိပါတယ်ဒါတော့မှတခြားအသင်းတွေလိုမျိုးမီဒီယာ PR တွေမခံရသေးလို့နောက်တခြားအသင်းတွေဆိုလို့ရှိရင်ဟိုလီဗာပူးတို့မန်ချက်စတာစီးတီးတို့ကိုသိတယ်မလားဟိုမီဒီယာတွေကဗျာနည်းနည်းလျှော်တဲ့တွေမှာပါတယ်ဒါပေမဲ့တခြားအသင်းတွေဆိုလို့ရှိရင်တားထည့်တာမီဒီယာတွေကဆိုတော့အခုလက်ရှိလီဗာပူးအသင်းမှာအဲ့ဒီမီဒီယာ PR တော့ဒီကောင်သိခံမနေရသေးဘူးတိုးတော်လည်းပဲပြိတဲ့တည်းကစိတ်မရှိတော့ဘူး ပြည်သက်တွေကစိတ်မရှိတော့ဘူးနော်ဒါအပြင်ပိုင်ရှင်ကြီးရဲ့ဘက်ကလည်းဆက်ပြီးတော့အချိန်ပေးဦးမယ်ဆိုတဲ့သတင်းမျိုးတွေကောလာဟလတွေထွက်လာတော့ဒီဘောပြည်သက်တွေရဲ့ဘက်ကတော့တော်တော်ကိုဒါဘယ်လိုရောမလဲဒီအမလူအာမရဖြစ်နေပြီပေါ့ပိုင်ရှင်ကြီးရဲ့လုပ်ရက်ကိုဒါအပြင်လီဗာပူးတင်ကကျွန်တော်ဒီချန်ပီယံစ်လိပွဲဒီမှာဆိုလို့ရှိရင်လည်းဒါအချိန်ကြီးကောင်းတယ်လို့ဖြစ်နေတော့လားတော်တော်အဆင်ပြေတာအကယ်လို့ချန်ပီယံစ်လိပွဲဒီမှာပါထပ်ပြီးတော့တိုင်ပတ်အောင်မယ်ဆိုလို့ရှိရင်တော့မလွယ်ဘူးပေါ့နော်ဆိုတော့ရီယယ်မက်ထရီလိုအသင်းမျိုးကိုအနိုင်ယူထားတာ ရန်ဖတ်ကိုအနိုင်ယူထားတာဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ချန်ပီယံလိတမှာအဆင်ပြေနေတာအကယ်လို့မြန်သူတို့ပြင်လာမယ့် week mid week မှာကစားမယ်ပေါ့နော်ပွဲဒီမှာလီဗာပူးကရက်လက်တွေပါပြီးခေါင်းအောင်မလုပ်နိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့တော်တော်ကိုမလွယ်တဲ့အနေအထားမှာကျွန်တော်တို့ရှိတယ်ပေါ့ချန်ပီယံလိမှာပါတိုင်ပတ်လာအောင်မယ်ဆိုရင်လီဗာပူးကဒါမလွယ်တော့ဘူးအာနီစတော့ဒရက်ကကျွန်တော်ကတော့ဟိုဖလားယူပြီးတော့အချိန်ဝယ်ထားတယ်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်ပြီးခဲ့တဲ့ယာစီကဖလားတွေပါပြီးယူပြထားတဲ့အခါကျတော့အသင်းပိုင်ရှင်ကြီးနေနေအိုကေ ပြီးခဲ့တဲ့ရာသီကလိုပြန်လုံနိုင်မယ်ဆိုလို့ရှိရင်တော့ဒီနီးပြားကလက်ရှိကလက်တင်ရဲ့အနေထားကိုပြောင်းလဲနိုင်အောင်မှာပဲဆိုပြီးတော့သူယုံကြည်ထားမှာပဲအဲဒါကြောင့်လို့ဒီမှာဆိုလို့ရှိရင်အာနီစလော့ကိုဒီလိုမျိုးရလက်တီတောက်လျှောက်တိုင်ပက်နေတာတောင်မှ PR တွေဘာတွေကအများကြီးရှိမနေသေးတာဆိုတော့လီဘာပူးတာဝန်ရှိသူတွေရဲ့ဘက်ကတော့အာနီစလော့ကိုယုံကြည်ထားစေပါဇန်နဝါရီမှာထပ်ပြီးတော့ငွေတွေထပ်သုံးပေးဦးမယ်အနေထားမှာရှိတယ်။နောက်ပြီးခဲ့တဲ့ယာယီကသုံးဆွဲမှုတွေကမလုံလောက်တဲ့အခါကျတော့ຫນွေမှာထပ်သုံးအောင်မယ်ဆိုတဲ့အနေထားမျိုးပါ။ဆိုတော့လီဘာပူးပြည်သက်တီနေနေရောဆလော့ကိုထပ်ပြီးတော့အချိန်ပေးသင့်တယ်လို့ထင်ကြလား။ ဒါမှမဟုတ်ဘောနော်တခြားနည်းပြတရားကိုပြန်ခန့်တင်တယ်လို့ထင်ကြလားဒီလိုဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်